်သင်သခင်ယေရှုခရစ်တော်ရဲ့အပြစ်ခွင့်လွတ်ခြင်းခံစားရတယ်။သခင်ယေရှုခရစ်တော်နဲ့ယဉ်ဤသောသူတယောက်ဖြစ်ဖို့နဲ့သင်တက်လန်းနေတယ်ဆိုရင်ဆုတောင်းပါ။တို့တော့တောင်းတဲ့အခါမှာနောက်တစ်တစ်ချက်ကအလွဲတောင်းလို့တော့မရအောင်။အလွဲတောင်းတယ်တနည်းအားဖြင့်ကာမဂုဏ်နဲ့ဆိုင်တဲ့ဒီလောကနဲ့ဆိုင်တဲ့စီးစိမ်အတွက်ပဲသင်တောင်းမယ်ဆိုရင်ဖခင်ကအပြစ်မပေးဘူးလို့လည်းပြောထားပြန်တယ်။ ဒါဆိုသူအဖြေပေးတဲ့ဆွတ်တောင်းချက်ကဘလို့ဆွတ်တောင်းချက်လဲဆိုတော့သူ့ရဲ့သဘောနဲ့ကိုက်ညီတဲ့ဆွတ်တောင်းချက်ဖြစ်နေဖို့လိုတယ်။တတ်မှတ်တဲ့စိတ်ကြောင့်မလို့ဖရားကတင်ရဲ့ဆွတ်တောင်းချက်ကိုအဖြေပေးလို့မရတာ။ဟယ်လိုတတ်မှတ်တဲ့စိတ်ဆိုမှဆိုအိမ်ရှိတာ15နှစ်လောက်ကြာပြီ။တို့တော့ဖရားသခင်ရဲ့ကျွန်မကိုကျေးဇူးပြု၍အိမ်လေးတစ်လုံး တဲလေးတလုံးပေးပါလို့သင်စုတောင်းနေဆိုပါစို့ဒီလိုပြောလို့ချို့တော်သူတွေကပြောလိုက်မယ်ဆင်မစစနာမြတောင်းခိုင်းတာတဲအဆင်ပဲရှိရသူရဲ့ယုံကြည်ခြင်းသူရဲ့ level တော်တော်နိုင်တယ်လို့သူကပြောမှာသူတို့တစ်ဖက်မှာနားလေစေခြင်းနဲ့လောဘမောဟမပါတဲ့စုတောင်းချက်ဖြစ်နေမယ်ဆိုရင်သင်ကတဲတောင်းဝင်မယ်သူကတိုက်ပင်းပေးနေမှာ hallelujah အဲ့ဒီမှာဖခင်ပြောခြင်းနဲ့ညာကပါလဲဆိုတော့ငါရဲ့နာမကိုအမိပြုပြီးတော့စုတောင်းပါတဲ့စုတောင်းတဲ့အရာကိုငါပေးမယ်တဲ့သင်တို့ကိုဝမ်းမြောက်စေခြင်းနဲ့တဲ့ ရှုံးလင်းစေခြင်းနဲ့ကောင်းစားစေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်တဲ့အဲ့တော့အဘေစုကိုမြမတောင်းသေးလို့ပြောတဲ့အခါမှာဒါလေးကိုတတိယစေခြင်းနဲ့ဆိုပါစို့ကြောင်းမှာကြောင်းသူကြောင်းသားတွေအတွက်စုပြင်ထားတာရှိလားမရှိဘူးလားရှိလားမရှိဘူးလားရှိတယ်အဲ့တော့ကြောင်းသားအကောင်းဆုံးစုရှိမယ်ပထမစုရှိမယ်ဒုတိယစုရှိမယ်တတိယစုရှိမယ်နှစ်သိမ့်စုရှိမယ်မသိဘူးเนาะကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းတော့မတူဘူးသူတို့ 变身他的，像什么的个，讲个变身他的叔叔那些，第六百八十八个变身他的叔叔那些。哎，大哥，这怕吗？哎，你讲都讲到个，高老街那是个，咱们没说也没听啦。没有，就那怎么搞哩？时尚衣裳穿啊，高档的穿皮啦啦。好啦，那怎么喽？就那个时尚书皮吧，呀啦，没有，不就那个，弄个他的呃，讲嘛，一毛爱铺。 စာအုပ်အမြဲတမ်းခေါင်းမမတ်ထောင်ပြီးတော့နားထောင်နေတယ်ဒါကြောင့်မလို့ចောင်းပြီးသွားတဲ့ခါမှာအိမ်မငိုက်တဲ့စုပေးပါရလားဟယ်လိုနားလေပြီနော်ဒါကြောင့်မလို့ចောင်းကပြင်ပေးထားတဲ့စုကိုပဲចောင်းသားကရတယ်လို့ဖះကပြင်ဆင်ပေးထားတဲ့သူ့ရဲ့သဘောတော်နဲ့အညီပြင်ဆင်ထားပေးတဲ့စုကိုသင်ကတောင်းတဖို့လိုတယ်ဖះရဲ့ဘောင်ထဲမှာရှိနေတဲ့စုကိုသင်ရဖို့ရန်အတွက်ဖခင်ရဲ့သဘောနဲ့ထပ်တူညီဖို့နဲ့သင်ပြင်ဆင်ရမယ်။ဟာလေလုယာ။ဖခင်ဖွင့်ပြပါစေ။ ်အာမင်ဒါကြောင့်မလို့ကျွန်မတို့ကိုဘုရားကဒီနေ့မှာသိစေခြင်းတဲ့အရာကတဲ့အနေနဲ့သူပြင်ဆင်ထားတဲ့စုကိုရခြင်းနဲ့ဆန္ဒရှိဖို့တည်းလိုအပ်တယ်ကိုလိုခြင်းနဲ့စုကိုတောင်းဖို့မဟုတ်ဘူးဘာကြောင့်ဒီလိုကျွန်မကပြောတယ်လဲဆိုတော့ကျွန်တော်တို့တယောက်ချင်းစီတိုင်းဟာကိုယ့်ကိုယ်ကိုမပိုင်တော့ဘူးဘု து ကြောင့်လဲဆိုတော့ယေရှုကြောင့်ဖြစ်တယ်ယေရှုကိုမိမိရဲ့ကေတင်ပိုင်ရှင်နဲ့နောက်တစ်ဆင့်ကပါလေအရှင်သခင်အရှင်သခင်ပြည့်တင်က ယုံကြည်လက်ခံလိုက်တဲ့အတွက်ကြောင့်မလို့သခင်ကတင့်ကိုပိုင်သွားတယ်တင်ကတင့်ကိုမပိုင်တော့ဒါဆိုလို့ရှိရင်ဘုရားအရှိကိုလာတဲ့အခါမှာတင်ကတင့်ရဲ့ဆန္ဒနဲ့ပဲတင်ဆုတောင်းနေတယ်ဆိုရင်သခင်ရဲ့ဆန္ဒကိုတင်မတောင်းဘူးဆိုရင်သခင်ကတင့်ကိုပိုင်တာမဟုတ်တင်ကတင့်ကိုပိုင်တာအဆင်ပြေလားမသိဘူးပြင်မယ်လို့ကျမယုံကြည်တယ်ဒါဆိုရင်တင့်ကိုတင်သခင်လို့တင်မှတ်ထားရင်တင့်ကိုတင်မယ်ပြန်ဆုတောင်းလိုက်လေ ဒါပေမဲ့သခင်ပေးတဲ့စုကိုလိုချင်နေဆိုရင်တော့သခင် တောင်းခိုင်းတဲ့စုကိုသင်တောင်းတတ်ဖို့လိုတယ်။အာမင်။ဒါဆိုဖခင်သခင်တောင်းခိုင်းတဲ့စုတွေကဘာလဲ။အပြည့်ပဲ။ကတိတော်ပေါင်း၈000လောက်ရှိတယ်။ကျမတို့ကမတောင်းတဲ့အတွက်ကြောင့်မလို့မရတာဖြစ်တယ်။ဒါကြောင့်ဖခင်ကသတိပေးထားတယ်တောင်းပါလက်ပြောပါတောင်းပါ။တောင်းရင်ရမယ်။အာမင်။